မိတ်ဆွေကလာကုန်ရင်လာစာထုံမယ်။ရလာတဲ့လာစာနဲ့အကျွေးဆက်အင်းသားကပေးစားစေးဖယ်လိုက်ရင်လက်ထဲမှာဘာမှမကြံတော့ဘူးမဟုတ်ပါလား။နှစ်တွေတော့ကုန်သွားတဲ့ကိုရဲ့ငွေကြေးရှင်တွေက တိုးတက်မလာဘူး။လာစာတို့ရင် ပိုဆူးမိမယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းလာစာတိုးလာတော့လေအတုံးစေးကလိုက်တိုးလာတာပါပဲ။ကျွန်တော်ပြောပါမယ်တရေပြဖို့ဆိုတာဝင်ဝေးအများကြီး ရမ်းနေဖို့မလိုပါဘူးခြေပေါက်ဖို့လည်းမလိုသလိုကံကောင်းဖို့လည်းမလိုပါဘူးတကယ်တမ်းလိုအပ်နေတာကမိစေမရှိပီသားဝင်ဝေလေးနဲ့အလိုလျောက်တတိဖြစ်လာမဲ့စနစ်တစ်ခုကိုတည်ဆောက်ဖို့ပါပဲဒီနေ့မှာတော့တနေ့ကိုလဖက်ရည်ဘိုးလောက်ဖယ်စုယုံနဲ့အငင်းစားယူတဲ့အချိန်မှာဒီဇယန္တာတယောက်ဖြစ်လာနိုင်မဲ့လေဝက်ချက်ကိုကျွန်တော်ကမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ ကျွန်တော်တို့ကအပိုင်းကြီး၃ပိုင်းကိုအဓိကထားပြီးဆွေးနွေးပေးသွားပါမယ်။ပထမအဆုံးအပိုင်းအနေနဲ့ last day factor ဆိုတဲ့နေ့စဉ်မတိမသားကုန်နေတဲ့ဈေးရိတ်လေးတွေကနေဘယ်လိုသတိဖြစ်အောင်လုပ်ရမလဲ။ဒုတိယအနေနဲ့အချိန်ရဆွမ်းတာပါ။အသက်15နှစ်မှာစတင်စုဆောင်သူနဲ့အသက်30ကျော်မှာစတင်စုဆောင်သူဘယ်သူက ပိုရှမ်းတာမလဲဆိုတဲ့လက်တွေ့ဥပမာနဲ့တွက်ပြပေးပါမယ်။ ။တတိယနဲ့အရေးကြီးဆုံးကတော့ be yourself first ပါ။ကိုယ့်ကိုယ်ကိုအရင်ပေးပါဆိုတဲ့နီလန်းနဲ့ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုဘလို့အလိုလျောက်မောင်းနေမယ်ဆိုတာပါပဲ။ဒါအပြင် video ရဲ့အဆုံးမှာတော့လူအများစုသိကျင်ကြတဲ့ငွေကြေးဖောင်းပွားမှုဒဏ်ကိုဘလို့ခံရမလဲဆိုတဲ့မိကုံးကိုလည်းပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကို အဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်။အပိုင်းတဲ့ဝင်ဝေမဟုတ်ဘူး အသုံးစိတ်ကသာအဓိကပါပထမဦးဆုံးကျွန်တော်တို့လက်ခံထားတဲ့အယူဆအမှားတစ်ခုအရင်ကိုဖြိုပြကြရအောင်ပါလူအများစုကထင်နေတတ်ကြပါတယ်ငါဝင်ဝင်နေလို့မရှမ်းသာတာလားသာများလာရင်ရှမ်းသာမှာပဲလို့ပေါ့တကယ်ရောဟုတ်ရဲ့လားပြီးခဲ့တဲ့၃နှစ်လောက်ကမိတ်ဆွေရခဲ့တဲ့လာစာနဲ့အခုရတဲ့လာစာနှိုင်းရှင်ကြည်ပါတေချာပေါ့အခုက ပိုပြီးများနေမှာပါဒါပေမဲ့မိစွေအခုပိုပြီးတော့ရှမ်းသာလာပြီလားငွေတွေပိုများလာပြီလားအဖြေကတော့မဟုတ်ဘူးဆိုရင်တော့ပြဿနာကဝင်ဝေမဟုတ်ပါဘူးတန်အော်တိုမက်တစ်မီလီယနာစာအုပ်ကိုရေးသားခဲ့တဲ့ဒေးဗစ်ဘက်ကမပြောလဲဆိုတော့တရေဖြစ်ဖို့အတွက်လာစာအများကြီးရနိုင်ဖို့မလိုပါဘူးလေဒီနေ့ကို9ဒေါ်လာ မြန်မာဝင်နေဆိုလက်ရှိပေါက်စီအရာတာဝန်နဲ့ဝင်ခြင်းပေါ့ဒါမှမဟုတ်ဒီထက်နေတဲ့ပမာဏလေးတခုစုဆောင်းယုံနေတဲ့လုံလောက်ပါလေတဲ့ဒီသဘောတရားကို last day faster လို့ခေါ်ကြပါတယ်စာရေးသူကတင်းနှန်းတခုမှာစရင်စစ်ကြီးရော အမျိုးသမီးတယောက်ကပြောပါတယ်သူကဝင်ဝင်နေလို့ဘာမှမစုနိုင်ဘူးဆိုတဲ့စကားပါဒါနဲ့စာရေးသူက သူရဲ့တနေ့တာအသုံးစိတ်ကို မေ့ကြည့်လိုက်ပါတယ်။ဒီအမျိုးသမီးကမနေ့တိုင်းကော်ဖီဆိုင်ထိုင်နေမုံစားတယ်၊နေလဲဘက် အစာပြေမဟုတ်ထက်စားတယ်၊တွေ့ကြည့်လိုက်တော့နေလဲ၁၇နာရီမထိုးခင်မှာတင် သူရဲ့အသုံးစိတ်က10ဒေါ်လာလောက်ခုန်နေပါပြီ။ဒါကိုကျွန်တော်တို့မြန်မာယူဆနေကြည့်ရင်ဘေးဆွေကမနေ့ပိုင်းလက်ဖေးဆိုင်ထိုင်မယ်။စီဂရက်တောက်တယ်၊ကွန်စားတယ်၊နေလဲဘက်မှာ ပပတိတောက်တယ်။ဟောပေါ်စားမယ်။ဖုံးမိတွေ အလကားပြေမယ်။ဒီစရိတ်တွေက တနေ့ကို9000ဝန်းနေတထောင်ကျော်လောက်ထိရှိနေနိုင်ပါတယ်။ဒါတွေကမတုံမဖြစ်တုံရမယ့်အရာတွေမဟုတ်ပါဘူး။ဒါတွေကိုစုလိုက်မယ်ဆိုရင်တော့ဟောမျိုးသမီးကိုစာရေးဆရာက တွက်ပြပါတယ်။တကယ်လို့နေ့စဉ်မုံဘူ10ဒေါ်လာတွေကနေ9ဒေါ်လာကိုပဲဖယ်ပြီး တနေ့ကိုအတိုးနှောင်းဆေးရခိုင်နှုံးရတဲ့နေရာမှာယင်းဒီမြုံနံပဲဆိုရင်အငိမ့်စားယူတဲ့အချိန်မှာဒေါ်လာတသမနှစ်တန်းပိုင်ဆိုင်နိုင်ပါပြီတဲ့သင်သားကြည့်နော် သူ့ရဲ့မနက်ခင်းကော်ဖီနဲ့မုံဘိုးလေးကသူ့ကိုဗီလီယနာဖြစ်ခွင့်ပိတ်ပင်ထားသလို ဖြစ်နေတာပါဒီနေရာမှာမိတ်ဆွေကပြောပါလိမ့်မယ်ဟာငါကကော်ဖီလေးစီးကြမတော့ဘူးငါနဲ့မဆိုင်ဘူးလို့ပြောနိုင်ပါတယ် လန်စတေဖက်တာဆိုတာကော်ဖီတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူးမဲဆွေမလိုအပ်ပဲသုံးမိနေတဲ့ဘဲရမဆိုအတုံးဝင်ပါတယ်အိမ်မှာရေတံဘူးကြီးဝယ်တော့လို့ရရဲ့သားနဲ့အပြင်ထွက်တိုင်းရေတံဘူးသေးဝယ်တော့တာလားမလိုအပ်ပဲဖုန်းဝေးတွေအများကြီးသုံးနေတာလားမလိုအပ်ပဲနဲ့အွန်လိုင်းရှော့ပင်ကနေစစ်စည်းတွေမှာမိနေတာလားဒါကိုကြည့်ချင်းစိန်ဟော်မှုတစ်ခုလုပ်ကြည့်ပါ လာမယ့်နှစ်ရမှာကိုယ့်ရဲ့ငွေသုံးစွဲမှုကိုလုံးဝစောင့်ကြည့်မှတ်သားထားပါတရားကျတဲ့လေကအစားစောက်ထဲမှာရေးမှတ်ထားပါခေါင်းထဲမှာတင်မတွက်ပါနဲ့စောက်ထဲမှာရှာရေးလိုက်တဲ့အခါမိတ်ဆွေအံ့အားတင်သွားပါလိမ့်မယ်ဟာငါပတ်စံတွေကိုဒီလောက်တောင်အလကားဖြုံမိတရားလားဆိုပြီးမြင်လာပါလိမ့်မယ်အဲ့ဒီအပုံဝင်ဝင်လေးတွေကိုယင်းနှမြုံညံမှုတွေ ပြောင်းထည့်လိုက်တာနဲ့မိတ်ဆွေရဲ့ဘဝကပြောင်းလဲသွားမှာပါအပိုင်းကြီးအချိန်ဒီငွေခေးတဲ့တန်ဖိုးရှိပါတယ်မိတ်ဆွေတတိဖြစ်ဖို့ဒုတိယတော့ချက်ကတော့စောစောစလုပ်ဖို့ပါပဲမိပမာဏများတာထက်စောစောစတင်တာကပိုပြီးအရေးကြီးပါတယ်ဒီရချက်ကိုရှင်းပြဖို့ဇက်ကောင်သုံးယောက်ကိုမိတ်ဆက်ပေးကြပါတယ်ကိုကျော်မဆုနဲ့မလှတို့လို ဆိုပါစို့ သူတို့၃ယောက်ကတစ်နှစ်ကိုငွေဒေါ်လာ3000ကျော်မြန်မာငွေရဲ့ပေါက်ဈေးတန်ဖိုးနဲ့စုကြပါတယ်အတူတူဆေးရခိုင်နှုန်းရတဲ့နေရာမှာရင်းနှီးမြှုပ်နှံကြတယ်လို့သဘောထားလိုက်ကြပါကိုကျော်ကသူက အသက်15နှစ်မှာ စာပြီးစုဆောင်နေ9နှစ်ပဲစုတယ်အသက်16နှစ်ရောက်တော့ပတ်စံထပ်ပြီးမထည့်တော့ဘူးရှိရလေးကိုပဲဒီတိုင်းပြစ်ထားလိုက်တယ်စုစုပေါင်း ယင်းငွေဒေါ်လာသသောင်းဝယ်ပါမဆုသူကတော့အသက်16နှစ်ရောက်မှစပြီးစုတယ်ရှင်နေစတိုင်းစုတယ်အသက်26နှစ်ရောက်တော့ရက်လိုက်တယ်စုစုသောင်းယင်းငွေမြောက်နံမှုကဒေါ်လာ2400မှာမလာသူကတော့အသက်29ရောက်မှအတိဝင်ပြီးစပြီးစုဆောင်ပါတယ်ဒါပေမဲ့သူကဆွဲရှိရဲ့အသက်65နှစ်အထိ39နှစ်လုံး မနာတန်းဆိုရယ်စုစုပေါင်းယင်းငွေဒေါ်လာတသိန်းတသောင်းခုနှစ်ထောင်ရှိပါတယ်။ကဲအသက်65နှစ်ရောက်တဲ့အခါဘသူပတ်ဆက်အများဆုံးဖြစ်နေမယ်လို့ထင်ပါလေ။ဒါမှန်တွင်နဲ့ဆိုရင် မလာကနှစ်ပေါင်း39နှစ်လုံးလုံးဆိုထားတာယင်းငွေကလည်းတိမ်ကနန်းကျော်နေပြီဆိုတော့သူအများဆုံးဖြစ်ရမှာပေါ့။ဒါပေမဲ့အဖြေကတော့လုံးဝကိုပြောင်းပြန်ဖြစ်နေတာပါ။ နှစ်ပေါင်များစွာစုခဲ့တဲ့မလမှာတည်သသမသုံးတန်းပဲရှိပါတယ်။မဆုမှာတည်သသမ၅တန်းရှိနေပါတယ်။ငယ်ကလေးက၅နှစ်ပဲဆိုပြီး ပြစ်ထားခဲ့တဲ့ကိုကျော့စီမှာတော့တည်သသမ၆တန်းနဲ့အများဆုံးရှင်နေပါတယ်။ကိုကျော်ကပတ်စံအငယ်ဆုံးတထောင်ဝဲပဲစိုက်ထုတ်ခဲ့ရပေမဲ့သူ့မှာအစိမ်ဆိုတဲ့အားတကျရှိနေခဲ့လို့ပါ။ဒါပေမဲ့ကိုမ interest လို့ ခေါ်ပါတယ်။ဘာကြောင့်မိတ်ဆွေကငါအသက်ကြီးမှစပြီးစုမယ်၊လားစာများမှစပြီးစုမယ်လို့တွေးနေရင်တော့မှားသွားပါမယ်။အခုချက်ချင်းရှေ့ရဲ့ငွေလေးကိုတစ်တောင်းနှစ်တောင်းကစပြီးစုဆောင်လိုက်ပါ။အစိန်ကမိတ်ဆွေရဲ့အကောင်းဆုံးသောပင်ငယ်ချင်းဖြစ်လာပါလိမ့်မယ်။အပိုင်းသုံးစိတ်တက်မခိုင်းတဲ့လူသားတွေအတွက်အကောင်းဆုံးသောညီလန်ကျွန်တော်တို့လူသားတွေမှာ အကြီးမားဆုံးအားနည်းချက်တစ်ခုရှိနေပါတယ်။အဲဒါကတော့စီကံမရှိခြင်းပါပဲ။ပတ်စံစုမဲ့လို့ကျုံးဝါလိုက်တိုင်း၃ရက်လောက်ပဲခံပါတယ်။နောက်တော့၃မိပြန်ရောဒါကလူသဘောသဘာဝပါပဲ။ဒါကြောင့်စာရေးသူကဘာပြောလဲဆိုတော့စီကန်းကိုမယုံနဲ့စနစ်ကိုပဲယုံပါတဲ့ဒီနေရာမှာပေးယူပါ first ဆိုတဲ့သဘောတရားဝင်လာပါတယ် ာမန်လူတွေကဒါစာရရင်ဘာလို့ကြပါလဲ1အကျွေးဆက်တယ်2အိမ်လာကပေးတယ်3ဈေးဝယ်တယ်4တငယ်ချင်းတွေတဲ့အစားအသောက်စုစားတယ်5ပုံမစုမယ်လို့တွေးတယ်ဒါပေမဲ့ဘယ်တော့မှမပေါ်ပါဘူးဆိုလိုတာကမိတ်ဆွေဟာတခြားလူတွေအိမ်ရှင်ဆိုင်ရှင်အကျွေးရှင်တွေကိုပတ်စံပေးပြီးမှကိုယ့်အတွက်ကြံတာကို ယူတာပါတတိဖြစ်မဲ့သူတွေကကြောင်းပြန်လုပ်ပါတယ်ဝေရတာနဲ့ကိုယ့်ရဲ့အနာဂတ်အတွက်စုမွေကိုအရင်ဖယ်ထုတ်တယ်ပြီးမှချန်တဲ့ငွေနဲ့လောင်းအောင်သုံးတယ်အစိုးရတွေအခွန်ကောက်တယ်လို့ပါပဲလာစာထုတ်တာနဲ့အခွန်ကအရင်ဖြတ်ပြီးသားမဟုတ်ပါလားဒီလိုပါပဲကိုယ့်ရဲ့အနာဂတ်အတွက်တတိဖြစ်ခွန်ကို ကိုယ့်ဘာသာကို အရင်ဖြတ်ထားရပါမယ်သားကိုဘယ်လိုလုပ်ပါမလဲ အလိုလျောက်စနစ်ကို အသုံးပြုရပါမယ်။မြန်မာနိုင်ငံမှာဆိုရင်လည်းအခုခေတ်မှာ အရန်ကိုလွှဲသွားပါပြီ။မိုဘိုင်းဘန်ကင်းတွေဖြစ်တဲ့ KBZP, CBB, ARP စတာတွေမှာ schedule transfer နဲ့လုပ်လို့ရပါတယ်။လာစာဝင်တဲ့ရက်ဥပမာလကုန်ရက်30ရက်နေဆိုတာနဲ့နောက်တစ်နေ့တရက်နေ့မနက်မှာကိုယ့်ရဲ့စုဘူးအကောင့်ဒါမှမဟုတ်ရွှေစုတဲ့အကောင့်လေးကို ငွေတောင်းငါးတောင်းစသဖြင့်အလိုလျောက်ရောက်သွားအောင်လှူထားလိုက်ပါ ကိုရဲ့လက်ထဲမှာပတ်စံရောက်မလာခင် ကိုမတုံးမိတော့ဘူးပေါ့မမြင်ရရင်မတုံးပြတော့ပါဘူးဒါဟာစိတ်ကိုထင်းရှုပ်စရာမလိုပဲစမ်းသာလာစေမယ်တခုတည်းသောမိလန့်ပါပဲအခုလောက်ဆိုမိတ်ဆွေတို့ရဲ့ခေါင်းထဲမှာစင်ကြေးတွေမိခွန်းတွေပေါ်နေတော့ပါပြီအဲကြောင့် အသေးကျဉ်ဆုံးမိခိုးနေကို ကျွန်တော်ကပြောပြပေးပါမယ်။မိခိုးနံပါတ်1ဒါပေမဲ့ကွာ ဝေကြီးဖောင်းဖောင်းမှုရှိနေတာနောက်အနှစ်30နေလို့ဝေဆယ်သိန်းရလဲပါဝယ်လို့ရမှာလဲ။အဖြေကမှန်ပါတယ်။ဝေကြီးကြောင့်ဘူကြဆင်းသွားနိုင်ပါတယ်။ဒါပေမဲ့တိတိကျကျစဉ်းစားကြည့်ပါ လုံးဝဘာမှမရှိရနဲ့တံပိုးကျသွားပေမဲ့ပမာဏတစ်ခုရှိနေတာဘယ်ဟာက ပိုပြီးကောင်းပါလဲပြီးတော့ ကျွန်တော်တို့ပြောတဲ့ယင်းင်းမြောက်နံမှုဆိုတာဝေသားအတိုင်း၊ခြင်သာခိုင်းတာမဟုတ်ပါဘူး။အတုံလုံးဆက်ရခိုင်းနိုင်ဆိုတာကငွေကြေးဖောင်းပွားမှုကို အမိတိုင်းနိုင်တဲ့ယင်းင်းမြောက်နံမှုမျိုးဥပမာ store share, insurance မြေ၊ရွှေ၊စီးပွားရေးလုပ်ငန်းတွေမှာထည့်ဝင်ခိုင်းတာဖြစ်ပါတယ်။မိဂိုနံပါတ်2ငါကတနေ့9000လောက်မစုနိုင်ဘူးကွာ။အဖြစ်9000မရရင်တထောင်စုပါ။ တထောင်စုရရင်900စုပါအဓိကကအချင်းရသွားပို့ပါပဲအချင်းရသွားရင်ဝင်ငွေတိုးလာတဲ့အခါအလိုလို ပို့ပြီးစုဆောင်မိတာပါလိမ့်မယ်မိခွန်းနံပါတ်3ဘယ်မှာသွားရင်ရမလဲမသိဘူးအလွယ်ဆုံးကတော့ကို့မှာရှိတဲ့အကျွေးတွေကို အရင်ဆက်ပါ အတို့များတဲ့အကျွေးကိုဆက်လိုက်တာဟာအဲ့ဒီအတို့နိုင်တော့အမျက်ပြန်ရနေရတဲ့အတူတူပါပဲပြီးတော့ ကိုနားလေတဲ့ရင်းနှီးမြှုပ်နှံမှုရွှေစုတာပဲဖြစ်ဖြစ်ဖေးတီပိုစစ်တင်တာပဲဖြစ်ဖြစ်တခုခုကနေစတင်လိုက်ပါကဲဒီနေ့တော့ဆွေးနွေးကြတာတွေကိုအနည်းပြန်ပြီးရှုပ်ကြည့်ရအောင်ပါတဲ့ last day fatter ကိုရှားပါနေစင်မလို့အဖဲကုမ္ပဏီတဲ့စိတ်လေးတွေကိုရှားပြီးအဲ့ဒီငွေကိုရင်းနှီးမြှုပ်နှံမှုအဖြစ်ပြောင်းလဲလိုက်ပါနေ့အစဉ်ကိုအသုံးချပါ မေပမာဏနင်းနေပါစေအခုဆက်ရှင်စတင်ပါစောစောစလေးဖွန်မောင်းအင်ထရက်ကြောင့်ပုံစံတာလာနိုင်ပါတယ်၃ pay you are self fast and automatic ဝလာစာရတာနဲ့ကိုယ့်အတွက်အရင်ဆုံးဖယ်တာပါဒီလုပ်ငန်းရှင်ကို လူကိုယ်တိုင်မလုပ်ဘဲဗန်စနစ်တွေနဲ့အလိုလျောက်ဖြတ်တောက်တဲ့စနစ်ကိုတည်ဆောက်ပါငငယ်ချင်းတို့ရောဗီဒီယိုကြည့်ပြီးရုံနဲ့တထေမဖြစ်လာနိုင်ပါဘူး လက်တွေ့လိုင်းလုံးမှသာရလက်ထွက်လာမှာပါဒါကြောင့် DBUB ရနဲ့ဒီအချက်၃ချက်ကိုဆက်ရှင်လုပ်ဆောင်ဖို့တိုက်တွန်းခြင်းပါတယ်၁ဒီနေ့ခါစပြီး၃ရက်လောက်ကိုယ့်ရဲ့အသုံးစရိတ်တွေကိုစာအုပ်ထဲမှာအတိအကျလိုက်ပြီးမှတ်သားပါနေမိုဘိုင်းဘဏ်ကင်းတစ်ခုခုမှာ auto transfer စနစ်ကိုသွားပြီးလုပ်ပါတလတထောင်းပဲဖြစ်ဖြစ်ပါဒီနေ့ပဲစတင်လုပ်လိုက်ပါ တော့ပြီးရင်တော့ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်ညီမဒီနေ့ပဲစတင်ပါပြီလို့ရေးပေးခဲ့ပါလူအများကြီးရှိမှဂရုပေးလိုက်တာက မိတ်ဆွေကိုဆက်လုပ်ဖြစ်အောင်တွန်းအားဖြစ်စေပါလိမ့်မယ်ဒီဗီဒီယိုကမိတ်ဆွေအတွက်အကျိုးရှိရလို့အခုပဲမိတ်ဆွေရဲ့ဝေကြီးအခက်ခဲဖြစ်နေတဲ့တငယ်ချင်းမိတ်ဆွေတွေစီကိုပြန်လည်မျှဝေပေးလိုက်ပါအောင်နော်သူတို့ဘဝပါ ပြောင်းလဲသွားနိုင်ပါတယ် မိတ်ဆွေတထင်ဖြစ်တယ်ဆိုတာရွေးချယ်မှုတခုပါပဲခက်ခဲတဲ့အရာမဟုတ်ပါဘူးနေ့စဉ်ကော်ဖီဘိုလက်ဖေးရီဘိုလေးတွေကနေအစာပြုပြီးဘီလီယံတယောက်ဖြစ်လာနိုင်ပါတယ်အရေးကြီးရာက အခုပဲစတင်မှုပါပဲကျွန်တော်ရဲ့ channel မှာအခုလိုငွေကြေးဆိုင်ရာဘူတုဒ္ဒရတွေစီပါရေးအမြင်တွေးခေါ်တွေကိုအမြဲတမ်းတင်ဆက်ပေးနေရဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့ မမေ့ပါနဲ့เนาะကြီးစုအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်